။အေရဝီတိုင်းအတွင်း88အဖွဲ့ကရွေးကောက်ပွဲပညာပေးဟောပြောမှုနဲ့အတူစတစ်ကာကမ်ပိန်းတွေပြုလုပ်နေပါတယ်။ဒီသတင်းကိုဆိုးရက်ကပေးပို့ထားပါတယ်ခင်ဗျာ။အဲ့ဒါဆိုတော့ဒီနေ့ဒီပိုင်းပို့ရတာဖြစ်ပါတယ်။ဒီမှာဒီလိုများတယ်စတေမလာ26ရက်နေ့မနေ့ပိုင်းမှာအေယာရီတိုင်းဒေတာကြီးအတွင်းကတကကန်ကြီးတောင်ပသိမ်နဲ့မြောင်းမြမြို့တွေမှာဥကူကူကြီးဥဆောင်တဲ့88ငញ្ញန်ရဲနဲ့ပွင်လင်းလူအဖွဲ့အစည်းကလာမယ့်ရွေးကောက်ပွဲမှာနိုင်ငံသားတိုင်းရပိုင်ခွင့်ဖြစ်တဲ့ မဲပေးပိုင်ခွင့်ကိုအပြည့်အဝအသုံးချနိုင်ဖို့လိုင်လံစီယုံဟောပြောနေတာပါရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာတမာတမတ်ကြကြနဲ့လွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲဖြစ်ပေါ်လာဖို့လို့ဒီရွေးကောက်ပွဲရလဒ်ကိုလေးစားပြီးတော့အကောင့်တွေပေါ်ပြဖို့လို့အဲ့ဒါလိုစနစ်မျိုးသာရှိရင်နိုင်ငံရေးအကြောင်းလဲကိုတွေးရတာမျိုးမရှိပဲနဲ့တို့ကငင်းငင်းသာသာနဲ့ပြောင်းလဲနေတယ်ဒါကြောင့်ကျွန်တော်တို့ကပြည်သူ့အပိုင်းကတော့တက်တက်ကြွကြွနဲ့ပုံမှန်ထိတိရအောင်အသုံးချကြပါရွေးကောက်ပွဲမှာမဲပေးတာဟာတာမန်ကိစ္စမဟုတ်ဘူး အစိုးရတစ်ဖွဲ့ကိုအပြောင်းလဲလုပ်နိုင်တယ်။ထွတ်တော်တစ်ခုကိုအပြောင်းလဲလုပ်နိုင်တယ်။ဒီနိုင်ငံရေးအုပ်ချုပ်ရေးတစ်ခုလုံးကိုအပြောင်းလဲလုပ်နိုင်တဲ့အခွင့်အရေးကကိုယ့်လက်ထဲမှာရှိတယ်။ဒါကြောင့်တော့ဒီမိရရအလုံးချကြပါဆိုတော့ဒီလိုလိုက်ပြီးတော့ဒီလိုနာမည်ပါတော့မှဒီမလေးတို့ကလဲပေးတဲ့အခါမှာကိုပေးခြင်းတဲ့သူကိုပေးပေးရမယ်နော်။မားလို့မဲရတောင်းလို့ရှိပါရဲ့။နော်ဟုတ်ရဲ့ပဲလို့တော့ပါပဲနော်။ဒီလှောင်ဆောင်မှုခီးစဉ်မှာပါတဲ့မျိုးတွေရဲ့လူစီကားရဈေးတွေလမ်းမတွေမှာလိုက်လံပြီးကိုယ်နာမည်ကိုမိသားစုဝင်တွေရဲ့နာမည်တွေမဲစင်းမှာပါမပ ပါရင်ပြန်လဲလျှောက်ထားဖို့ကိုလိုက်လံနှိုးဆော်ခဲ့ပြီးစတစ်ကာတွေကိုလည်းနေရာအနှက်လိုက်လံဝေငှတက်ဆင်ခဲ့ပါတယ်။ပသိမ်မြို့မှာမြို့ပေါ်အတိုင်းတာနေရတော့အကုန်လုံးစိတ်ဝင်စားတယ်ကိုကြီးတော်တော်များများပါနော်။တောဘတ်တွေတော့တမီးလည်းမပြောတော့ဘူး။တမီးကမြို့မှာနေတာမြို့ကလူတွေကတော့တော်တော်များများသိပါတယ်။ ရှိနေနေနဲ့ပွင့်လင်းလူအဖွဲ့အစည်းအနေနဲ့အခုလှုပ်ဆောင်နေတဲ့ကမ်ပိန်းကိုဒေသခံ88ကွန်ရက်တွေကနေတဆင့်တနိုင်ငံလုံးအတိုင်းအတာအနေနဲ့တပြိုင်တည်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ရေကောက်ပွဲမှာမဲပေးခွင့်ဆိုတာကျွန်တော်တို့ဒီ88ဆက်တမ်းမှုကာလတွေကိုမပြီးလိုက်တဲ့လူငယ်တွေအတွက်ဆိုရင်တော့သူတို့ဘလောက်လေးနက်တယ်ဆိုတာသိချင်ပါသေးတယ်။တကယ်တော့ပါတီစုံဒီမိုကရေစီရေကောက်ပွဲပေါ်လာအောင်ကိုကျွန်တော်တို့ကဘဝတွေအသက်တွေအများကြီးရင်းနှီးခဲ့ရတာ။ ဲ့တော့တကယ်တကယ်ကပြည်သူတွေတဦးချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နေလန်းဆိုတာဟာရွေးကောက်ပွဲနေလန်းတကယ်လို့အဲ့လိုရွေးကောက်ပွဲနေလန်းတာကျွန်တော်တို့ကမဖြစ်ရှင်းနိုင်ဘူးဆိုရင်ချစ်လေးလုံးလုံးကကျွန်တော်လူတွေလမ်းပေါ်ထွက်ပြီးပေါက်ပွဲခဲ့ရအများကြီးကျွန်တော်တို့ဟလာပြည်ကြီးတန်ရာတွေရခဲ့ကြရတယ်။ ARD တိုင်းဒေသကြီးအတွင်းမှာတော့အခုလက်ရှိမြို့ကြီး၁၄မြို့ကို၈၈เจ้าသားခေါင်းဆောင်တွေကိုယ်တိုင်တွားရောက်ခဲ့ပြီးမဲစင်းရင်တွေမှန်မှန်မှန်စစ်ဆေးဖို့နဲ့နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေးကိုအဆုံးရှုံးမခံဖို့လိုက်လံဟောပြောခဲ့ပြီးဖြစ်ပါတယ်။ ။ EOR တိုင်းဒေသကြီးအတွင်းကဇလွန်ဟင်းဒရာအင်ကပူနဲ့မြန်အောင်မြို့နယ်တွေကတော့တဘာဝဘေးအန္တရာယ်နဲ့ရေဘေးအန္တရာယ်ကြောင့်မဲစင်းကျင်းညာမှုကိုထပ်တိုးပေးထားတဲ့စီးရင်ထဲမှာပါဝင်နေပါတယ်။ကျွန်တော်ဆိုရပါ